RT4 ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်မြို့တွင်တက်စီစဉ်ကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။ရန်ကုန်မြို့တွင်မှာကျင်းပပြုလုပ်လျက်ရှိတဲ့စိတ်ဝင်စားဖွယ်အခမ်းအနားများစွာကိုရန်ကုန်မြို့တွင်တက်စီစဉ်ကနေတင်ဆက်ပေးလျက်ရှိနေပါရှင်။ဒီနေ့မှာတင်ဆက်ပေးချင်တာကတော့မြန်ကုန်မြို့နယ်မှာရှိတဲ့ရန်ကုန်အမျိုးသမီးလေးများတင်နန်းကြောင့်မှာကျင်းပပြုလုပ်လျက်ရှိတဲ့အခမ်းအနားတစ်ခုကိုပြည်သက်များကိုရခုတင်ဆက်ပေးချင်ပါတယ်။ဒီနေ့မှာဆိုရင်တော့ Ocean Super Center ကနေကြီးမှုကျင်းပတဲ့စာရေးဆရာမကျူးရဲ့ဘဝအတွက်ခွန်အားရှိစေတဲ့ပုံမြင်များဆိုတဲ့စာပေဟောပြော ွဲကိုပြည်သက်များအတွက်ရခုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီကနေ့မှာစာပေဟောပြောပွဲကနေစာပေနဲ့ပတ်သက်တဲ့ဗဟုသုတအကြောင်းအရာတွေအပြင်ခွန်အားတွေအများကြီးရရှိစေမှာဖြစ်တဲ့အတွက်ပြည်သက်များအားလုံးကိုဆက်လက်ရှုစားအားပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်။ ဏ္ဍာကတော့ Mrs. Ocean Beauty Pageant 2015ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ Ocean Super Center မှာကြီးမှုကျင်းပတဲ့စိတ်ဓာတ်ခွန်အားတိုးတက်ဖွယ်ရာ စာပေဟောပြောဝဲခန္ဓာကိုရန်ကုန်အမျိုးသမီးလေးများတင်နန်းကြောင့်မြန်ကုန်မြို့နယ်မှာကျင်းပပြုလုပ်နေတာပဲဖြစ်ပါတယ်။ အမျိုးသမီးလေးများအတွက်စိတ်ဓာတ်ခွန်အားတိုးတက်စေရန်ရည်ရွယ်ရေးရန်ကုန်အမျိုးသမီးလေးများတင်နန်းကြောင်မှစာရင်းဆရာမကျူကခွန်အားရှိစေသော ပုံမြင်ကောင်းစဉ်ဖြင့်ဟောပြောပေးသွားမှာပဲဖြစ်ပါတယ်။အခမ်းအနားကိုတော့ဆရာမကျူနဲ့အတူ Ocean မှတာဝန်ရှိသူများ Mrs. Ocean Beauty Pageant ရန်ကုန်2015 winner နဲ့အတူ စကတင်များကတက်ရောက်အားပေးခဲ့ကြပါတယ်။အော် Ocean က20နှစ်တိုင်လေဒီ main ကလေးအကြောင်းကိုလာပြီးတော့ ဟိုသူတို့ရဲ့ဒါနပေါ့နော်ကုသိုလ်လုပ်ကြတယ်နောက်ပြီးတော့မိကလေးတွေအတွက်ကိုခွန်အားရှိတဲ့စာတခုခုကိုပြောစေခြင်းနဲ့ဆိုတော့ဆရာမလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကနေတူတယ်ဒီမှာတစ်ခါလာပြီးတော့ပြောဖို့ပါတယ်ဒီနှစ်လဲဆရာမကိုဖိတ်တဲ့ဆရာမဒီမှာလာပြီးတော့ပြောခွင့်ရတာပါအေးပရာဟိတစိတ်တက်ကတော့လူတိုင်းမှာပါလာပြီးသားပါဒါပေမဲ့လေကိုယ့်ရဲ့ ဟိုနေ့စဉ်လုပ်ငန်းတွေနဲ့ရှုပ်ထွေးနေတဲ့အချိန်မှာမေ့လျော့နေသလိုဖြစ်တာပေါ့သို့တော့ crisis တစ်ခုခုပေါ်လာတဲ့အခါမှာဆရာမတို့မြန်မာလူမျိုးတွေကငုံမူရင်းရှိတဲ့ crisis စိတ်တွေကပြန်ပေါ်လာတာပေါ့ဥပမာဆို nagis မှာဆိုရင်အလုံးမဲ့လေအဲ့တော့အခုလည်းဟိုလိုအပ်သမျှတွေကိုအစိုးရလှုပ်ပေးနေတယ်ဆိုပေမဲ့လိုနေတာတွေကအများကြီးရှိနေသေးတဲ့အခါကျတော့ဒီလိုပဲတနိုင်တစ်ပိုင်ပေါ့နော်ကို့အဖွဲ့လေးတွေနဲ့ကိုလှုပ်ကြတာဆိုတော့ဒါဟာ မြန်မာတွေရဲ့စိတ်ဓာတ်ပါအဲ့တော့ဒါကလည်းရှေ့ဆက်ပြီးတော့လည်းရှင်းသန်းနေဦးမှာပဲအခုဆိုရင်အရင်တုန်းကလိုလူကြီးတွေတာမကလူငယ်တွေပါလေအာတုံကွန်ဆိုင်လာပြီးတော့လုပ်ပေးနေကြတာတွေ့ရအဲ့အတွက်ဆရာမတော်တော်လေးစိတ်ချမ်းသာပျော်ရွှင်မိပါတယ်ဟုတ် အာဒီကလေးတွေကအသက်၈နှစ်ကနေပြီးတော့16နှစ်ပေါ့နော်ဆိုတော့သူတို့ရဲ့ဒီပညာအဆင့်အတန်းသူတို့ရဲ့ဟိုအုံနောက်ကြီးအချင်းနဲ့သူတို့ရဲ့အသက်အရွယ်အရပြောရမယ်ဆိုလို့ရှိရင်တာမန်ပြည်သူလူထုကိုပြောတဲ့စကားမျိုးတော့ပြောလို့မရဘူးပေါ့နော်အဲ့တော့သူတို့အတွက်ကိုသူတို့ခွန်အားဖြစ်မဲ့စာမျိုးဒါတို့မြန်မာစာပေမှာကြပြားလေးစာပေတွေအများကြီးပဲလေတို့ဆိုလဲခက်ငယ်ငယ်သုံးတန်းလေးတန်းရွယ်ကလေးကစာပေတွေနဲ့ခွန်အားလုပ်ခဲ့တာကိုအဲ့တော့ကိုတို့မှာတော့အပြင်လေးရှိတယ်သူတို့ကမိဘမရှိဘူးဒီမှာနေနေ ရတယ်ဆိုတော့ကွာဟချက်ကဒီတစ်ခုပဲရှိတယ်သို့တော့အဲ့ဒီကွာဟချက်ကိုစာပေကပြန်ပြီးတော့ဖို့ပေးနိုင်မယ်လို့တို့ထင်တယ်လေအဲ့တော့စာပေနဲ့ပတ်သက်ပြီးတော့တို့ငယ်ငယ်တုန်းကခွန်အားဖြစ်တဲ့စာတွေကိုသူတို့ကိုပြန်ပြီးတော့ရှင်းပြမျှဝေပေးမှာပါလဲရှင်อืมလုပ်ငန်းကြီးတွေမှာပေါ့เนาะစီးပွားရေးလုပ်ငန်းကြီးတွေမှာစီးပွားရေးလုပ်ငန်းလုပ်တာနဲ့အမျှဟိုပြင်ပမှာဟိုပြည်သူလူထုအတွက်ပြန်ပြီးကူညီတာမျိုးပါအခုဆိုရင်ခက်စားလာပြီလीသူတို့တွေလည်းဒါကိုလုပ်ရမယ်ဆိုတာသိကောင်းလာပြီပေါ့เนาะသိလာပြီဆိုတော့ တော်တော်များများလည်းလှုပ်လာကြပါပြီဟိုအ ਨੇ နဲ့အများတော့ရှိတာပေါ့အတိုင်းအတာအ ਨੇ အများပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ်ဦးရှင်းသာမကတခြားအခွင့်အရေးတွေလည်းဒါမျိုးလှုပ်တင်လဲစီးပွားရေးလုံကအောင်မြင်လာတာနဲ့အမျှအဲ့အောင်မြင်မှုကိုပြည်သူတွေကပေးထားတာ哦အဲ့တော့အဲ့ပြည်သူတွေအတွက်ကိုကိုနိုင်တဲ့ဘက်ကနေတစ်ဖက်တစ်လမ်းပါဝင်တာကုညီတာအဲ့ဒါကို CSR လို့ခေါ်တယ်လေ Corporate Social Responsibility လူတိုင်းလူတိုင်းမှာ responsibility ရှိတယ်အဲ့ဒါကို Ocean ကသူ့အကောင့်ထဲပေါ်တဲ့အတွက်ကျွန်မကျေးဇူးတင်ပါတယ်လို့ပါอืม လူတိုင်းလူတိုင်းမှာသူ့လိုအပ်ချက်နဲ့အတူသူ့မှာရှိတဲ့တာဝန်ယူမှုတွေဟာအများကြီးရှိတယ်เนาะ duty နဲ့ responsibility နဲ့မတူဘူး duty ဆိုတော့တယောက်ကပေးအပ်ထားတာပေါ့เนาะအဖွဲ့အစည်းတစ်ခုကပေးအပ်ထား responsibility ကြတော့ကိုဒီမှာရှိနေတဲ့အတွက်ကိုဒီအတိုင်းအဝန်မှာကိုပါလုပ်ပေးနိုင်မလဲဆိုတော့ကိုကိုယ်တိုင်တာဝန်ယူမှုပေါ့အဲ့ဒါကအဖွဲ့အကြီးကြီးတွေမှာမဟုတ်ဘူးအဖွဲ့သေးသေးလေးတွေမှာလည်းရှိတယ်ဇမတ်တို့လိုတကူရီသမားတွေမှာလည်းရှိတယ်အဲ့တော့ကျမတော့စာရေးဆရာပေါ့စာရေးဆရာဆိုစာရေးဆရာရဲ့ responsibility ကပါလဲစာရေးရမယ်ရေးတဲ့အခါမှာ ကိုယ်ကိုဖတ်တဲ့စာဖတ်ပရိသတ်အကျိုးအမြတ်ရှိစေမဲ့စာပေါ့နော်အ ਨੇ ဆုံးပဲမွေ့လျော်မှုပေါ့စာဖတ်ခြင်းအဖြစ်မွေ့လျော်မှုတစ်ခုတို့မှရမယ်ပေါ့အဲ့ဒါမျိုးပေါ့အဲ့တော့အဲ့ဒါမျိုးဟာလူတိုင်းလူတိုင်းမှာရှိတဲ့လူတိုင်းလူတိုင်းမှာအဲ့ဒီ responsibility ရှိပါတယ်ဆိုတာကိုအားလုံးကိုသိစေချင်ပါတယ်အဲ့ဒါကိုအကောင့်တွေပေါ်တဲ့သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဆရာမအပြောချင်ပါတယ် အခမ်းအနားစတင်ကြောင်းကြေညာပြီးချိန်မှာတော့အခမ်းအနားမှုမှာဆီယာမဂျူဤအထုပ်ပတ်တီကိုဖတ်ကြားပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆီယာမဂျူကခေါင်းအားရှိစေသော ပုံပြင်ကောင်းစဉ်ဖြင့်ဟောပြောမှုကိုစတင်ခဲ့ရာအမျိုးသမီးငယ်လေးများနဲ့အတူတသားတဲ့ခွန်အားဖြစ်စေသောစိတ်အဟာရအကြောင်းအရာများကိုဆွေးနွေးဟောပြောခဲ့ပါတယ်။ ဒီနေ့မှာဆိုလို့ရှိရင်မကပေါ့နော် Miss Ocean ရဲ့ winner တကူအနေနဲ့ဟောပြောပွဲကိုတက်ရောက်ဖြစ်ခဲ့ပါတယ်ပတ်သက်ပြီးတီးပြရစီရှင်။อืมဒီဟောပြောပွဲကိုတက်ရောက်ဖို့ဗိုလ်ထိုးနေတော့ကပြောတာပေါ့နော်အရင်လည်းတက်ချင်တာဘယ်နေ့ဖြစ်မလဲဖြစ်မလဲဆိုစောင့်နေတာဒီနေ့မှဖြစ်လာတော့လေ1 and 1တာတယ်ဆရာမဂျူးလည်းဟောပြောမှာဆိုတော့အရင်လည်းကြိုက်တယ်ကလေးတွေကိုလည်းတွေ့ချင်တာနဲ့ဒါပြစ်ခဲ့တာပါကလေးလေးကိုမြင်လိုက်တော့အရန်တနာပါတယ်ကလေးတွေဘယ်လိုပဲဖြစ်အမကလေးတွေလည်းချစ်တတ်တော့လေသူတို့ကိုမြင်တော့စိတ်ထဲမှာ မကောင်းပေါ့နော်ကို့မှာလည်းတမီးလေးတွေရှိတော့ဩကို့တမီးလေးတွေနဲ့ဆိုပြီးတော့နှိုင်းပြီးတော့ပေါ့နော်ရင်ထဲမှာစိတ်မကောင်းသူတို့အတွက်အမကတော့တတ်နိုင်တလားဩတမီးကြီးကတော့မှသူ့မွေးနေကြရင်တဲ့ဒီမှာလာလှုပ်မယ်တဲ့ပြောနေပါတယ်ဟဲ့อืมဟိုမှာဖြစ်ပါတယ်ခုံယူပါတယ်နော်ဝမ်းလဲဝမ်းတာပါတယ်အမဒီဖိုးကိုလည်းကျေးဇူးတင်ပါတယ်အဲ့နောက်မှာတော့ တာဝန်ရှိသူများနဲ့အတူအမျိုးသမီးငယ်လေးများမှအမတ်တရအစုပေါင်းတပ်ပုံများကိုရိုက်ကူးခဲ့ကြပြီးအာဟာရကျွေးမွေးလှူဒန်းခြင်းအစီအစဉ်ကိုဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့လို့အစီအစဉ်လေးရပါတော့ဒါကျွန်တော်တို့ပထမချိန်မဟုတ်ပါဘူးစတုတ္ထချိန်ပေါ့နော်ကျွန်တော်တို့နှစ်တိုင်းကျွန်တော်တို့ Mrs Ocean ဆိုပြီးတော့ model မိမိတွေအတွက်ပြိုင်ပွဲတွေလုပ်တယ်ကျွန်တော်တို့ Ocean Super Center တွေမှာပေါ့နော်အဲ့ဒါတွေလုပ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီဟာသူ့ရဲ့ဟို CSR event အနေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ Mrs Ocean တွေကိုခေါ်ပြီးတော့ကျွန်တော်တို့ဒီမှာ ဟိုဟာကွဲလေးလောက်တယ်ပေါ့နော်ဒီမှာခလေးတွေအဲခလေးတွေအတွက်ပေါ့နော်ပြီးတော့ဒီเจ้าကိုကျွန်တော်တို့ဘယ်လိုရွေးချယ်ဖြစ်လဲဆိုတော့ဒီကအဓိကမိဘမဲ့ခလေးများတယ်လေမိဘမဲ့ခလေးများတယ်ဆိုတဲ့အတွက်ပြီးတော့မိန်းကလေးတွေဒီပဲအဓိကပါပေါ့နော်အဲကြောင့်ကျွန်တော်တို့ကလည်းဒီမှာပွဲရ Mrs. Ocean ဆိုတာအဲ့နှစ်ခုကိုချိန်မိအောင်ဆိုပြီးတော့ကျွန်တော်တို့ဟိုဖြစ်တာပါဒီနေ့ဆိုလည်းအဲ့လိုဆီယမဂျူကိုခေါ်ပြီးတော့တို့တို့အတွက်ဟိုစိတ်တက်ခွန်အားတက်စီမဲ့ဟိုစာပေဟောပြောပွဲလေးလုပ်ပေးဖို့စဉ်းစားလိုက်တာပါပေါ့နော် အဲကြောင့်မလို့နေ့လယ်စာကြွေးတာတော့တို့ရဲ့ daily needs တွေဖြည့်ပေးပြီးတော့တို့ရဲ့ future needs ဆိုကြတော့ကျွန်တော်တို့အဲ့လေဆီယမဂျူကိုခေါ်ပြီးတော့တို့ရဲ့ future အတွက်ခွန်အားရှိစေမယ့်ဟာတွေပေါ့နော်အဲ့ဒါလေးပြောပြီးတော့တို့အတွက် knowledge ဟို gain ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့အဲ့ user ချက်လေးနဲ့ပါဟုတ်ကဲ့ပါရှင်အခုလိုဖြစ်ကြပြည့်တဲ့ကျေးဇူးတူပဲတင်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ကလည်းဒီ Ocean Super Center ကိုစားကျေးဇူးများတင်ပါတယ် MRD ကိုဟုတ် ရိသတ်များရှင်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ခန်းနာနဲ့ပတ်သက်ပြီးပရိသတ်များအနေနဲ့တည်င်းအချက်အလက်များကိုပြပြဆုံဆုံသိရှိခဲ့ရပြီလို့ယုံကြည်မိပါတယ်။ရန်ကုန်မြင်ကွင်းကျဲစီစဉ်ကနေစိတ်ဝင်စားပွဲအခမ်းအနားများစွာတို့ကိုအမြဲမပြတ်ရိုက်ကူးတင်ဆက်ပေးလျက်ရှိနေကြကြောင်းစောင့်မျှော်တရှိအားပေးဖို့အတွက်ဖိတ်ခေါ်ရင်းနဲ့ဒီကနေ့စီစဉ်ကနေပရိသတ်များအားလုံးကိုနှုတ်ဆက်ပါရစေရှင်။